အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်နဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာ BRICS အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ယုံခွဲဖွင့်လှစ်ဖို့ BRICS ဥက္ကဋ္ဌနဲ့ဒေါ်ဂျူဂျူလာတို့ဆွေးနွေးကြောင်းသိရပါတယ်ရုရှားနိုင်ငံကို ရောက်ရှိနေတဲ့အာနာသိန်းစစ်ကောင်းဆောင်ရဇနီဒေါ်ဂျူဂျူလာကို BRICS အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ယုံခွဲဖွင့်လှစ်ဖို့ကိစ္စနဲ့ပတ်သက်ပြီး BRICS ဥက္ကဋ္ဌဆွေးနွေးခဲ့ကြောင်းစစ်ကောင်စီဝါဒဖြန့်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်အမျိုးသမီးစီးပွားမဟာမိတ်အဖွဲ့ BRICS ဟာဘရာဇီးလ်ရုရှားအိန္ဒိယတရုတ် တောင်အာဖရိကနိုင်ငံတွေပေါင်းပြီးအမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့အဖြစ်စတင်ဖွဲ့စည်းခဲ့တဲ့အဖွဲ့ဖြစ်ပြီးနောက်ပိုင်းမှာအီဂျစ်၊အီသီယိုးပီးယား၊အင်ဒိုနီးရှား၊ယူရန်နဲ့ UAE တို့အပါအဝင်ဆယ်နိုင်ငံအနေနဲ့စုဖွဲ့ထားတဲ့အဖွဲ့ဖြစ်ပါတယ်။မေလ၈ရက်ဒေသစံတော်ချိန်မနေ့ပိုင်းကရုရှားနိုင်ငံဖက်ဒရယ်ကောင်စီရုံးမှာ BRICS အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ရုံးခွဲတွေကိုဒီကမ္ဘာနိုင်ငံတွေမှာဖွင့်လှစ်ထားပြီးမြန်မာနိုင်ငံဘက်ကစိတ်ပါဝင်စားပါကလာရောက်ဖွင့်လှစ်လို့တဲ့အခြေအနေတွေပတ်သက်ပြီးစစ်ကောင်းဆောင်ရဲ့ဇနီးဒေါ်ဂျူဂျူလှနဲ့ BRICS အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ရုရှားနိုင်ငံဆိုင်ရာအဝထဆွေးနွေးကြပါတယ်။ဒေါ်ဂျူလာနဲ့ BRICS အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာအဝထတို့ဟာမကြာမီပြုလုပ်မဲ့ BRICS Forum မှာအစိုးရနဲ့စီးပွားရေးနယ်ပယ်ပေါင်းစုံကအမျိုးသမီးတွေပါဝင်တဲ့အခြေအနေတွေလက်ရှိကမ္ဘာကြီးအရာတွေမှာ အမျိုးသမီးတွေရဲ့အခမ်းကဏ္ဍကိုအတိအမှတ်ပြုအားပေးဆောင်ရွက်ရမယ့်အချိန်ကိုရောက်ရှိနေပြီဖြစ်တဲ့အခြေအနေတွေအမျိုးသမီးတွေရဲ့ နေစဉ်လူမှုဘဝဆောင်ရွက်မှုတောင်မှာကဗတ်ရေးရာကိစ္စရပ်တွေမှာရဲစွမ်းသတိယုံကြည်မှုလုံလဝရိယရှိမှုဥဆောင်နိုင်မှုဖန်တီးနိုင်မှုစွမ်းအားလုံးနဲ့လောက်ကန်ဆောင်ရွက်နေမှုတို့ကိုအတိအမှတ်ပြုအားပေးဖို့လိုအပ်တဲ့အခြေအနေတွေကိုဆွေးနွေးခဲ့ကြကြောင်းစစ်ကောင်စီမီဒီယာတွေက ဖော်ပြထားပါတယ်။ဒါအပြင်မြန်မာနိုင်ငံအနေနဲ့ အမျိုးသမီးစုံဦးတီထွင်မှုခန့်ကဏ္ဍမြင့်တင်ပေးနိုင်ရေးဆောင်ရွက်နေတဲ့အခြေအနေတွေမှာရုရှားမြန်မာနှစ်နိုင်ငံကြားပြည်ယာရေးနဲ့အမျိုးသမီးရေးရာတို့မှာပုံမှန်ပူးပေါင်းဆောင်ရွက်သွားနိုင်တဲ့အခြေအနေတွေကိုပတ်သက်ပြီးဆွေးနွေးခဲ့ကြကြောင်းလည်းဖော်ပြထားပါတယ်။အဲဒီနောက်ဒေါ်ဂျူလာနဲ့အဖွဲ့ဟာမော်စကိုမြို့ရှိ State Treasury of Gallery ကိုတွားရောက်ခဲ့ကြကြောင်းဖော်ပြထားပြီးမှတ်တမ်းတပ်ပုံတွေမှာ LVA လွယ်လေရောတခြားမျိုးသမီးတူရဲ့လက်ကိုစုပ်ကင်ထားတဲ့မှတ်တမ်းတပ်ပုံတွေကြောင့်ပါဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။ ။ဇကိုင်းကလင်ကယ်ဆေးကာလမှာလည်းဝကောင်းစားလာရီဝပြီးကလေးတူအုပ်ကိုမှုန့်ပေးနေတဲ့ပုံဟာလည်းဝေဖန်စရာဖြစ်ခဲ့ပါဗျ။ BRICS မြန်မာစီပွိုင်းမှာအမိတ်ဖွဲ့နဲ့မြို့သမီးကိစ္စတွေဆွေးနွေးခဲ့ကြပြီမဲ့မြန်မာဒီမိုကရေစီဒေါအောင်ဆန်းစုကြည်ကိုတော့အာဏာသိမ်းစစ်ကောင်ဆောင်ကအကျဉ်းချထားဆဲဖြစ်ပါတယ်။